မင်္ဂလာပါခင်ဗျာရှင်ကုန်ခစ်တက်ကနေဒီနေ့လည်းကင်းတရင်တွေကိုတင်ဆက်ပေးပါမယ်အချမ်းပတ်စစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတဲ့ပွဲစားနိုင်ထုတ်အောင်ဆိုတဲ့သူကမဟာမြတ်မုနိဖျားကြီးကရွှေ၃ဘိတ်သားနဲ့ကြက်သိန်း2600တူတန်းမှုဟာကုသိုလ်ဒါနမမြောက်တဲ့ဘာသာရေးခုတုံးလုံမှုတာဖြစ်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ် DNL ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်အတွင်းထိုးစစ်ဆင်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်နဲ့ DNL PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားမှုအတွင်းစေကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေနဲ့တော်တော်ကိုအထိနာပြီးစုတ်ခွာထွက်ပြေးသွားကြသလိုစစ်တပ်ကထိန်းချုပ်ထားတဲ့ကံကြီးရွာကိုပါတော်လိုင်းရေးတပ်တွေကပြန်လည်သိမ်းပိုက်ရရှိသွားပြီဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမအောင်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ အချက်ဖတ်စစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတဲ့ပွဲစားနိုင်ထွတ်အောင်ဆိုတဲ့သူကမဟာမြတ်မုနိဖရာကြီးကိုရွှေသုံးပိတ်သားနဲ့ကြက်သိန်း2600တူတန်းမှုဟာကုသဒါနမမြောက်တဲ့ဘာသာရေးခုတုံးလုပ်မှုသာဖြစ်တယ်လို့ဝေဖန်မှုတွေရှိနေပါတယ်။ဒါကတော့ဇော်လ9ရက်နေ့ကပဲအချက်ဖတ်စစ်ကောင်စီအတွက်လက်နက်ဝယ်ယူပေးနေတဲ့ပွဲစားနိုင်ထွတ်အောင်ဆိုတဲ့သူနဲ့သူ့ရဲ့မိန်းမဝေဝေရင်ဆိုတဲ့သူတို့က ငလင်ကြောင့်ပျက်စီးသွားတဲ့မဟာမြတ်မုနိဖရာကြီးအတွက်ဆိုပြီးရွှေသုံးပိတ်သားနဲ့ကြက်သိန်း2600လှူဒန်းခဲ့တယ်လို့သိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးလက်ရှိပြည်သူကိုနှီးမျိုးစုံနဲ့တပ်ဖြတ်နေတဲ့စစ်ကောင်စီတပ်အုံပြုဖို့လက်နက်ခဲယမ်းတွေဝယ်ပေးပြီးလက်နက်ပွဲစားလုပ်နေတဲ့အဲ့ဒီလိုလက်နက်ပွဲစားနိုင်ထွက်အောင်ဆိုတဲ့သူကဖရာပြုတ်ပြင်ဖို့ဆိုပြီးဟန်ပြအနေနဲ့ငွေလှူဒန်းပြနေတာဟာဒါနကုသိုလ်မမြောက်ပဲ မူလအခြေခံစစ်ကူကစစ်တပ်နဲ့ပေါင်းပြီးသူ့အကျိုးစီးပွားအတွက်လူတက်နေတာကိုဟန်ဆောင်လိန်လေလှဲ့ပြနေတဲ့စိတ်ဖြစ်တာကြောင့်ကုသူမရမယ့်အပြင်ဒါဟာဘာသာရေးခုတုံးလုံမှုတတ်တတ်တာဖြစ်တယ်လို့နယူတော်လန်ရေးဘာသာပေါင်းစုံကွန်ရက်ရက်ဆရာတော်ဥဝါယမကဝေဖန်မိန့်ကြားထားပါတယ်။အဲ့ဒီနိုင်ထွတ်အောင်ဆိုတဲ့သူကတော့စစ်ကောင်စီအတွက်စစ်လက်နက်ခဲယံဝယ်ယူပေးနေတဲ့ပွဲစားတွေတဲကတအုပ်ဖြစ်ပြီးအမေရိကန်ဒေါ်လာတန်ပေါင်းများစွာတန်ကြီးရှိတဲ့စစ်လက်နက်တွေ ရဟယင်တွေလက်နက်ခဲယံအပိုပစ္စည်းတွေကိုဝယ်ယူပေးရကနေချမ်းသာကြွယ်ဝလာသူဖြစ်တယ်လို့ Justice for Myanmar ကနေ2023ခုနှစ်စက်တင်ဘာလအတွင်းထုတ်ပြန်ထားတဲ့အပြင်သူဟာ အမေရိကန်ဥရောပသမဂ္ဂအပါအဝင်အနောက်နိုင်ငံကြီးတွေရဲ့စီးပွားရေးပိတ်ဆို့မှုခံနေရသူလည်းဖြစ်ပါတယ်ခင်ဗျာတဖက်မှာတော့အကျံဖတ်စစ်ကောင်စီကစစ်မှုထမ်းအပတ်စဉ်စက်တစ်ကတင်ဒန်းစင်တတအစ်တွေကိုတင်ဒန်းစင်ပြီးတရက်အကြာမှာပဲ နိုင်ငံတော်ကရှေ့တန်းစစ်မြေပြင်တွေစီစတင်ပို့ဆောင်နေပြီးဖုန်းတွေပါတင်ထားတဲ့အတွက်တသားတစ်တွေဟာမိသားစုနဲ့ပါအဆက်အသွယ်ပြတ်တောက်သွားတယ်လို့တသားတစ်မိသားစုဝင်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇွန်လ6ရက်နေ့ကပဲရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာရှိတဲ့စစ်ကောင်စီရဲ့အမှတ်1တန်းမြင့်လေးချင်းရင်တန်းတန်းကြောင့်မှာစစ်မှုထမ်းအပတ်စဉ်17တန်းတန်းစင်ပွဲကျင်းပခဲ့ပြီးနောက်တည့်ရက်ဇွန်လ9ရက်နေ့မှာတော့အဲ့ဒီတန်းတန်းစင်တသားအစ်တွေကို နိုင်ငံတော်မှာရှိတဲ့ရှေ့တန်းစစ်မြေပြင်တွေစီတခါတည်းပို့ဆောင်နေပြီဆိုပါတယ်။ဒါကိုအဲဒီကစစ်မှုထမ်းတပ်သားအစ်တွေဟာရှေ့တန်းအပို့မခံရခင်မိသားစုတွေစီဖုံးဆက်ပြီးတော့သူတို့ကိုစစ်တပ်ကရှေ့တန်းပို့တော့မယ့်အကြောင်းနဲ့ဖုန်းတွေလည်းတိမ့်ခံရမှာဖြစ်တဲ့အတွက်စိတ်မပူဖို့ဆိုတာတွေပါပြောဆိုပြီးမိသားစုနဲ့အဆက်အသွယ်ပြတ်တောက်သွားတယ်လို့ဒလမြို့နယ်နေစစ်မှုထမ်းတပ်သားအစ်တဦးရဲ့မိခင်ကပြောထားပါတယ်။ဒါနဲ့ပတ်သက်ပြီးစစ်တပ်တည်င်းရင်းမြစ်တချို့ကတော့အဲ့ဒီစစ်မှုထမ်းအပတ်စဉ်၁၇တင်တန်းစင်တပ်သားအစ်တွေကိုစစ်ကောင်စီတပ်က စကိုင်းမကွေးရခိုင်ပကိုးမွန်ပြည်နယ်ကင်းဒီနဲ့တင်းသာကြီးစစ်မြေပြင်တွေစီအတိကဦးစားပေးပို့နေတာဖြစ်တယ်လို့ပြောထားပြီးအဲ့လိုရှင်းတန်းပို့နေတဲ့အချိန်တပ်သားတွေကိုဖုန်းတွေကိုပါပေးမတော့မဲစစ်တပ်အရာရှိတွေကတင်ထားတာဖြစ်တယ်လို့တချို့တပ်တွေကဖုန်းပြန်ပေးတာမျိုးရှိပေမဲ့တချို့တပ်တွေကတော့ဖုန်းကိုလုံးဝပြန်မပေးဘဲအပိတင်းလိုက်တာတွေလည်းရှိတယ်လို့စစ်တပ်သတင်းရှင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ DNLA ထိန်းချုပ်ထားတဲ့နောင်ချိုမြို့နယ်အတွင်းထိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ DNLA PDF ပူးပေါင်းတပ်တွေအကြားတိုက်ပွဲဖြစ်ပွားမှုအတွင်းစစ်ကောင်စီဘက်ကထေတဲ့သူတွေဒဏ်ရာရတဲ့သူတွေနဲ့တော်တော်ကိုအထိနာပြီးစုခွာထွက်ပြေးသွားကြသလိုစစ်တပ်ကထိန်းချုပ်ထားတဲ့ကန်ကြီးရွာကိုပါတော်လိုင်းတပ်တွေကပြန်လည်သိမ်းပိုက်ရရှိသွားပြီလို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တက်ကိုပြောပါရတယ်။ဒါကတော့ဇွန်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲ DNL ထိမ့်ချုပ်ထားတဲ့နောင်ချိုမြို့နယ်အတွင်းထိုးစစ်ဆင်လာတဲ့အကြပ်ဖက်စစ်ကောင်စီတပ်နဲ့ DNL PDF ပူးပေါင်းတပ်တွေအကြားကန်ကြီးရွာဘက်မှာတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတည်တဲ့ဒုတွေတန်ရရတဲ့ဒုတွေနဲ့တော်တော်ကိုအထိနာပြီးပြန်ဆုတ်ပြေးသွားကြသလိုသူတို့စစ်တပ်ကထိမ့်ချုပ်ထားတဲ့ကန်ကြီးရွာကိုပါ DNL PDF ပူးပေါင်းတပ်တွေကပြန်လည်သိမ်းပိုက်ရရှိသွားပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ။ ဒီတခါမွန်ပြည်နယ်ဘက်မှာလဲရေမြို့နယ်ကအာယူတောင်ကျေးရွာထိပ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကိုတော်လန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်တဲ့အချိန်စစ်ကောင်စီတပ်သားအလုံးဟာပြန်လည်ခုခံမှုမရှိဘဲထွက်ပြေးသွားကြတယ်လို့ရေမြို့အဖွဲ့တရင်မှုကရန်ကုန်ခေတ်တကိုပြောပါတယ်ဒါကတော့ဇွန်လ10ရက်နေ့ဖြစ်တဲ့မနေ့ကပဲမွန်ပြည်နယ်ရေမြို့နယ်ကအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ဂိတ်စခန်းကြီးတစ်ခုဖြစ်တဲ့အာယူတောင်ကျေးရွာထိပ်ကစခန်းကိုရေမြို့အဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ် အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဂိတ်စခန်းမှာရှိတဲ့စစ်ကောင်စီတပ်သားတွေဟာပြန်လည်ခုခံမှုမရှိဘဲအကုန်လုံးထွက်ပြေးသွားကြပြီအဲ့ဒီလိုပဲစစ်ကောင်စီတပ်သားတွေဟာနောက်ထပ်တစ်ဆက်ဝါကြောင်းဖျားကုန်းနဲ့ကွန်တက်တော့စခန်းတွေကပါ ပြန်ဆုတ်သွားကြတယ်လို့ရေဘလူးအဖွဲ့တရင်မှုကပြောထားပါတယ်ခင်ဗျာတဖက်မှာလေမန္တလေးတိုင်းကမြင်းကျန်မြို့နယ်မှာအကြပ်ဖက်စကောင်စီတပ်စစ်ကြောင်းနဲ့သူတို့တဆွဲထားတဲ့နေရာကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွင်း စကောင်းစီတတဆုစုပေါင်း5ဦးကတော့အတီးသီးတေကုန်ကြပြီးတဲ့နောက်ပြန်ဆုပ်ပြေးသွားကြတယ်လို့မြင်းချန်ငကနီပျောက်ကြားတက်ဖွဲ့ရဲ့တာဝန်ရှိသူတူကရင်ကုန်ခစ်တေကိုပြောပါတယ်ဒါကတော့ဇော်လနီယန်ကစပီးမြင်းညံမြို့နယ်ကတူရင်ဖို့ကြေးရွာဘက်စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်းစီတပ်သားတွေနဲ့သူတို့တဆွဲရနေရာကိုတော်လိုင်းကြီးပူပေါင်းတပ်တွေကဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲဒီလိုတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်းစီတပ်သားနဲ့ပြူစောတီစုစုပေါင်း5ဦးကတော့ ြစ်ခတ်မှုတွေအတွင်းမှာပဲအတိအသီးသိကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စစ်ကြောင်းကတော့ပြန်ဆုတ်သွားတယ်လို့မြင်းကြံတကလီပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့ရန်ကုန်မြို့မှာအချက်ဖက်စကောင်းစီဘက်ကအငိမ့်စားဘုံမှုချုပ်ချိုးထွန်းအောင်ဆိုသူပြစ်ခတ်ရှင်းလင်းခံရပြီးသိသွားတဲ့အမှုမှာလောက်ချံပါဝင်သူတရက်ခန့်တွေဆိုပြီးတော့အသက်6နှစ်အရွယ်ကလေးငယ်ကိုပါစစ်တပ်ကဖမ်းဆီးထားမှုကို နိုင်ငံကသတင်းတွေမှာထိတ်တန့်သတင်းအဖြစ်ဖော်ပြခဲ့ကြပါတယ်။ဒါကိုတော့နိုင်ငံကသတင်းဌာနကြီးတွေဖြစ်တဲ့ Writer APFP သတင်းဌာနတွေကနေမြန်မာစစ်ကောင်စီဟာအသက်6နှစ်အရွယ်ကလေးငယ်ကိုတရားခံစရင်မှာထည့်သွင်းဖမ်းဆီးထားတယ်လို့ဖော်ပြခဲ့ပြီးတဲ့နောက်မှာနိုင်ငံကသတင်းဌာနတွေကပါအဲ့ဒီသတင်းကိုထိတ်တန့်သတင်းအဖြစ်ပြန်လည်ဖော်ပြခဲ့ကြတာကိုတွေ့ရပါတယ်။ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့မေလ22ရက်နေ့ကပဲအကြံဖက်စကောင်စီရဲ့အကြီးစားဒေါက်တာအငိမ့်စားဘုံမှုချုပ်ချိုးထောက်အောင်ဆိုတဲ့သူကို ရန်ကုန်မြို့ပြတော်လိုင်းရဲဘော်တွေကပြစ်ခတ်ရှင်းလင်းလိုက်ရမှာတခါတည်းပေသွားပြီးတဲ့နောက်အဲ့ဒီဖြစ်စဉ်မှာလောက်ကျန်သူတွေဆိုပြီးပြည်သူ16ဦးကိုဖမ်းဆီးထားတဲ့အကြောင်းစစ်ကောင်စီကထုတ်ပြန်လာတဲ့အချိန်အသက်6နှစ်အရွယ်ကလေးငယ်ကိုပါတရားခဏ်အဖြစ်နဲ့ဖော်ပြခဲ့တာပါအဲ့ဒီလိုစစ်ကောင်စီဘက်ကအသက်6နှစ်အရွယ်ကလေးငယ်ကိုပါတရားခဏ်စရင်အဖြစ်ဖော်ပြခဲ့တာကိုနိုင်ငံတကာသတင်းဌာနတွေကနေထိတ်တန့်သတင်းအဖြစ်အသီးသီးဖော်ပြခဲ့ကြပြီးအမှန်တကယ်မစ်ရှင်ကိုဖော်ဆောင်ခဲ့တဲ့ Golden Valley Warriors တပ်ဖွဲ့ကတော့ စစ်ကောင်စီဟာဘာမှမဆိုင်နဲ့အသက်6နှစ်အရွယ်ကလေးငယ်ကိုပါတရခမ်းလို့အမည်တက်ပြီးအပြစ်မဲ့ပြည်သူတွေကိုလိန်လယ်ဖမ်းဆီးနေတာသာဖြစ်တယ်လို့လည်းပြောထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ